ဘလော့ကိုကျွန်တော်မေးချင်တာကတက်ဘလော့ကြီးပိုင်းရာရှိနေပေါ့ဗျာဦးမေအွန်လိုင်းနဲ့စပြီးတော့အကောင်လုံးဦးညိကုတ်ဒီမေးချင်တာမြားတို့စစ်တပ်ကတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားနော်အတခုခုလောက်ပါထောင်လေးချုံနေမှာလို့အများကြီးပဲနော်အသုံးမဝင်တော့လို့ဟေးပြောင်းကြီးအသုံးမဝင်တော့လို့ဟေးအသုံးမဝင်တော့လို့ဟေးသူတို့တက်အသုံးမဝင်တော့လို့ဟေးသူတို့တက်အသုံးမဝင်တော့လို့ပါနော်သမင်းပေါ်ရင်ပေါ်နေသေးရတာပေါ့သူတို့တည်းအသုံးဝင်လာဆိုနောက်ပြီးတော့သူတို့တစ္ဆာဖောက်လိုက်တဲ့အလားအလာရရှိလို့ဒီကောင်လေးအသုံးချလို့ရရဆိုဆိုပြန်အသုံးချတာပဲလीနော် အတော့ညဒါပေမဲ့စစ်တပ်ထဲမှာကလက်နက်ချဘူးတဲ့စစ်သားတွေရှိလာပြီအဲ့တော့တိုက်လက်နက်ချတယ်ဆိုတော့ဘာလို့လက်နက်ချလဲတေမာကြောက်လို့ကျွန်တော်ခဏခဏပြောဦးတယ်တေမာကြောက်တဲ့စစ်သားနဲ့ဟိုဘောနော်တေမာကြောက်တဲ့စစ်သားနဲ့မတေမာကြောက်တဲ့စစ်သားဘယ်သူကပိုကြောက်ဖို့ကောင်းလဲမတေမာကြောက်တဲ့စစ်သားကပိုကြောက်ဖို့ကောင်းဘာလို့ဘာမှမတွေးတော့တိုက်ပွဲတစ်ပွဲမှာအရှင်ဟုန်နဲ့ကိုသူကတိုက်နေချင်းတွေခြေချင်းခြေအဲ့လိုမျိုးတိုက်ဒါပေမဲ့စစ်တပ်မှာအခုတေမာကြောက်တဲ့စစ်သားတွေကပိုများသွားတယ်ကျွန်တော်တို့အခုနော်ဒီကောင်တွေကလက်နက်တွေ လူငင်အားတွေကောင်းလာလို့တကယ်တမ်းကျတော့ဒီကောင်တွေစစ်တပ်ထဲမှာတေးမာကြောက်တဲ့စစ်သားတွေပဲရှိနေတာမတေးမာကြောက်တဲ့စစ်သားတွေကဒီကောင်တွေမှာတဖြည်းဖြည်းနင်းသွားတယ်ဒီနေ့ကတရားညတာလုံးလက်ချင်းမတွေ့ဘာလို့ရမ်းနေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေ့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြီးသူအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာခဲအဲ့ဒီတော့ ထုံးစံတိုင်းပဲဒီနေ့ကတော့လူမှုကွန်ရက်ပေါ်ကသတင်းတွေရုပ်သံတွေကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လည်တင်ပြဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဘာအကြောင်းအရာတွေကိုပြောသွားမလဲဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာ။အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်။ Okay စ။ Okay ပထမဆုံးတော့နိုင်ငံတကာသတင်းတစ်ခုနဲ့ပဲစကြင်တယ်။အခုရပိုင်းမှာတူတူကြကြနဲ့လင်းလင်းမြန်မြန်ဖြစ်ပေါ်တိုးတက်နေတဲ့ကမ္ဘာကြီးကိစ္စတွေထဲမှာ ဣသရေလ်ပါလက်စတိုင်းကိစ္စပါပါတယ်မနေ့ကတော့ကတော့ဒါဒေါ်နယ်ထရမ့်ပေါ့နော်ဒေါ်နယ်ထရမ့်ကအဣသရေလ်ကိုသွားတယ်ပြီးတော့အီဂျစ်မှာပြလုပ်တဲ့ဒီအာရဗ်နိုင်ငံတွေနဲ့ဆွေးနွေးပွဲတွေဘာတွေကိုတက်တယ်မနေ့ညကဆိုကျွန်တော်အဲ့ဥစားတစ်ခုလုံးကျွန်တော် live ကြည့်နေတာပေါ့နော် live ကြည့်နေတာသူတို့တောင်းလျှောက်လာအာစကားတွေပြောအာအစ္စရေးမှာဆိုရင်ဒေါ်နယ်ထရမ့်ကလွှတ်တော်တဲ့အထိသွားပြီးစကားပြောတယ်ပြီးတော့အီဂျစ်ကိုသွားတယ်အီဂျစ်မှာဆိုရင်ဥရောပက ခေါင်းဆောင်တွေလည်းတက်တက်ကြတယ်အာဒါဒေါ်နယ်ထရန့်နဲ့အရင်အိမ်ပြူတော်မှာတွေ့ခဲ့တဲ့ဥရောပရဲ့အဓိကခေါင်းဆောင်တွေပေါ့နော်ဒီခေါင်းဆောင်တွေလည်းတက်ကြတယ်တက်ပြီးတော့အီဂျစ်မှာအာသူတို့အာရဗ်နိုင်ငံတချို့နဲ့အာအာရဗ်နိုင်ငံတွေနဲ့အာလက်မှတ်ရေးထိုးပြီးတော့အာပေါ့နော်ဒီအရှိအလက်ပိုင်းမှာငြင်းငြင်းရပြီဆိုပြီးတော့အပြောဆိုတာတဲ့သတင်းတွေလည်းတက်လာတာတွေ့ရပါအခုတော့ ျွန်တော်တို့ဒီဂါသာကမ်းမြောင်ဒေတာမှာပေါ့နော်ဂါသာကမ်းမြောင်ဒေတာမှာတနတ်တန်တွေတိတ်ဆိတ်သွားပြီလားဆိုတော့တနတ်တန်တွေကတော့တိတ်တိတ်သွားပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုရင်တော့အခုဒါအမေရိကန်ကဥဆောင်တဲ့သဘောတူညီချက်အချက်20တွေကတချို့အချက်တွေကိုပါလက်စတိုင်းကနေစပြီးတော့လိုက်ရောနေပြီ။အာအဲထက်မှာဘာလဲဆိုတော့ဒဇာကန်တွေပေါ့နော်ဒဇာကန်တွေဒဇာကန်တွေကကျွန်တော်တို့အာဒီပါလက်စတိုင်းဒီဂါသာဟာမတ်စ်ပေါ့နော်ဟာမတ်စ်လက်ထဲမှာလည်းဒဇာကန်တွေရှိတယ်။ ။နောက်ပြီးတော့အစ္စရေးဘက်ကနေလည်းအာဒီဖမ်းထားတဲ့အာပါလက်စတိုင်းကျင်းသားတွေရှိတယ်ပေါ့နော်။အဲအဲ့အရာတွေကိုအပြန်အလှန်လွှတ်ပေးပြီးတော့အာမနေ့ကတော့ပျော်ရွှင်ပွဲရပုံရိပ်တွေနဲ့ဂါဇာကမ်းမြောင်ဒေသမှာတနက်တန်တွေတိတ်ဆိတ်ပြီးတော့ဒါဂျားတဲ့ကပြည်သူတွေရဲ့အတန်တွေအာသူတို့ရဲ့ပုံရိပ်တွေကိုတော်တော်များများထွက်လာတာတွေကိုလည်းအာကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ဟာမတ်စ်ဘက် ကတော့ဒါသူတို့တဲမှာဘောနော်ဒါအားလုံးသိတဲ့အတိုင်းပဲ အာဒီဟိုပေါ့2023ကျွန်တော်တို့အော်တိုဘာ7လောက Israel နဲ့ဇက်ကိုဟာမတ်ကတက်တဲ့ဟိုတိုက်တဲ့အချိန်မှာလူပေါင်းထောင်နေရကြောသူကတက်ပြီးတော့တစားကန်တွေကိုဂါလာပိုင်နယ်ထဲကိုဖမ်းသွားတာရှိပါတယ်။အထက်ကမှတချို့တချို့တွေကိုတော့နိုင်ငံတကာတစားကန်တွေဘာညာတွေကိုတော့ပြန်လွှတ်ပြီးတော့ဒါတဖြည်းဖြည်းနဲ့တော့နည်းနည်းချင်းစီဟိုလွှတ်လိုက်ဖမ်းထားလိုက်ဒီလိုနဲ့ဟိုဖြစ်နေတယ်။ Israel ကလည်းအဲ့ဒါကိုကယ်တင်မှုကြိုးစားလိုက်ဒီလိုနဲ့တိုင်ပတ်နေတာပေါ့။တိုင်ပတ်နေရင်လည်းအခုကတော့သဘောတူညီချက်တွေရပြီးတော့ ဒါအခုကတော့ Israel မှာဆိုလဲ Palestine ကဒီလိုလွတ်မှာဖြစ်တဲ့အတွက်ဝမ်းသာနေကြတယ်ပေါ့နော်ဒါတချို့တွေဆိုရင်ဒါဂါဇာတွေကနေပြီးတော့ချက်ချင်းနေရင်တန်းနဲ့ထွက်လာတယ်ချက်ချင်းနေရင်တန်းနဲ့ထွက်လာပြီးတော့သူတို့အနေနဲ့ဒီဂါဇာတွေကိုဝင်သွားတယ်ဟိုကပေါ့နော် Israel ကတခေါ်လေခေါ်ပြီးတော့ Israel စစ်စကန်းနေစီရင်ပို့တယ်ပို့ပြီးတော့အခုကတော့ဒီနေ့မှာဆိုရင်တော့သူတို့တက်ဆိုင်ရာနိုင်ငံတွေမှာဒီလူဟိုကပေါ့နော် Israel ကိုပြန်ခေါ်သွားတာတွေပါပြီးတော့လုံနေအဲ့လိုပဲ Israel ဘက်ကလည်း Palestine အကျဉ်းသားတွေကိုပြန်ပြီးတော့လွှတ်နေတာတွေရှိပါတယ် အဲပါလက်စတိုင်းအကျဉ်းသားတွေသူကလည်းတော်တော်များတယ်သူလည်းဖမ်းရတာပေါ့နော်အဓိကတော့သူတို့နိုင်ငံထဲမှာပေါက်ခွဲဖြက်စီးခဲ့တဲ့သူတွေတချို့ခေါင်းဆောင်တွေဘာညာတွေကိုကျွန်တော်ဟိုတလောကတော့မှ Israel Palestine အကြောင်းပြောတော့တော့မှအဲအကြောင်းကိုကျွန်တော်ထည့်ပြောထားတာရှိပါတယ်အဲ့လူတွေကိုလည်း Israel ဘက်ကနေပြီးတော့ပြန်ပြီးတော့လွတ်နေပါပြီဒါပေမဲ့ဘသူတွေအရေးပါတဲ့ Palestine ရဲ့အရေးပါတဲ့သူတွေပေါ့နော် Hamas ရဲ့အရေးပါသူတွေပါခြင်းမပါခြင်းကတော့ကျွန်တော်တို့အသေးစိတ်တော့မသိရသေးဘူးဒါပေမဲ့တော်တော်များများကိုလွတ်နေပြီလို့တော့ဒါသိရပါတယ်အဲ့တော့ ဟိုပြောမယ်ဆိုရင်တော့ဟိုကဘာကြီးမှာမိဘွားတစ်ခုငိမ့်ပြီလားအဲတနက်တန်ကအရှိလေပိုင်းမှာတကယ်ကိုတိတ်ဆိတ်သွားပြီလားဘာလို့မြင်ရလဲကျွန်တော်ကတော့အဲ့လိုမထင်သေးဘူးဘာလို့မထင်သေးလဲဆိုတော့ဘာသာရေးပရိပခါတွေရှိတယ်အာနောက်ပြီးတော့သူတို့ကြားထဲကနှစ်ပေါင်းထောင်နဲ့ချီပြီးတော့အယိုးဆွဲလာတဲ့ကိစ္စရက်တွေရှိတယ်အခုလောလောဆယ်အခြေအနေရ စီရေးစီးပွားရေးဘာညာအကျက်တဲ့အခက်ခဲတွေကြားကနေပြီးတော့ဒါဒေါ်နယ်ထရမ့်ကဟိုသူ့ရဲ့သဘောတူညီချက်တွေဘာညာလှုပ်လိုက်တယ်ဆိုရင်ကျွန်တော်ကတော့အလုံးစုံပြီးဆုံးသွားသွားလိုက်အောင်မယ်လို့တော့ကျွန်တော်ကတော့မထင်သေးပါဘူးတချို့နှစ်ပေါင်းများစွာရိုးဆွဲလာတဲ့လူတွေရင်ထဲမှာဟိုပေါ့နော်သူတက်ဆိုင်ရဲ့ဒေတာအသီးသီးကနေဖြန့်တဲ့ဝါရမိုင်းတွေတချို့ဥစ္စာတွေကလည်းသူတို့ခေါင်းထဲမှာရိုးဆွဲအောင်ဒါဖြစ်ပြွားရယ်နောက်ပြီးတော့အမျိုးအဲလူမျိုးနဲ့ပတ်သက်တဲ့အဆွဲတွေဘာသာရေးနဲ့ပတ်သက်တဲ့အဆွဲတွေဒါတွေကဖျောက်ရခက်ပါတယ် ။တရားတခုကတော့ကျွန်တော်ကတော့မထင်သေးပါဘူး။ Hamas ကလည်းအခုသဘောတူညီချက်အချက်20တဲမှာတချို့အကြောင်းအရာတွေကိုအာထင်ဟိုပါတော့ထဲဟိုဟာသဘောတူထားတယ်ဆိုပေမဲ့အဲဒါမှမဟုတ်သူတို့ဘက်ကလည်းအလုံးစုံဓာကြီးကိုပြီးဆုံးသွားလိမ့်မယ်လို့တော့ကျွန်တော်ကတော့မမြင်သေးဘူး။ဘယ်အချိန်မှပြန်ထဖြစ်လာမလဲဆိုတာပဲ။ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမယ်အခြေအနေတစ်ခုလို့ကတော့ကျွန်တော်ကတော့မြင်တယ်။လက်မှတ်တွေရေးထိုးအခုကတော့ဒါအီဂျစ်မှာဆိုမနေ့က peace မှာအဲဘောတော့ အရှိလက်ပိုင်း piece မှာအာဒီအခမ်းအနားမှာအာဒီ Hamas ရဲ့ခေါင်းဆောင်ပေါ့နော် Hamas ဟိုပါလက်စတိုင်းရဲ့ဥက္ကဋ္ဌလည်းတက်တယ်ပြီးတော့ Donald Trump လည်းတက်တယ် Egypt ကတွေလည်းတက်တယ်နောက်ပြီးတော့ Emmanuel Macron တို့လိုပေါ့နော်ဟို Melanie တို့လိုအဲ့လိုမျိုးဥစ္စာတွေလည်းတက်တယ်နိုင်ငံခေါင်းဆောင်တော်တော်များများလည်းတက်တယ်တက်ပြီးတော့မှတော့လောက်တာတော့ကျွန်တော်တို့တွေ့ရတယ်လက်မှတ်တွေလည်းရေးထိုးတာလည်းတွေ့ရတယ်ဒါပေမဲ့အလုံးစုံပြီးဆုံးသွားပြီလို့တော့ကျွန်တော်တို့ပြောလို့မရသေးပါဘူး လက်မှတ်တွေရေးထိုးပြီးတော့အာစာချုပ်ဖောက်ပြတ်တယ်ဆိုပြီးတော့တဖက်နောက်ဖက်ပြန်စော်ကြတဲ့တာဒကတွေကလည်းရှိခဲ့တာလေအများကြီးရှိတယ်အဲကျွန်တော်ကတော့ထင်တယ်အဒီဥစ္စာက Israel Palestine အရေးကအလုံးစုံပြီးဆုံးသွားပြီအာအတ္တီတိုင်းရငိမ့်ညံသွားပြီလို့တော့ပြောလို့မရသေးဘူးစောသိတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဖြစ်ပေါ်တိုးတက်လာတဲ့အခြေအနေပေါ်မှာကြည့်ပြီးတော့တို့ဘယ်လောက်ထိအဲဘောတော့ဟိုဖြစ်လာတဲ့အပေါ်မှာပဲကျွန်တော်တို့ငိမ့်ညံပြီလို့ပြောလို့ရမှာပါအခုအချိန်မှာတော့ငိမ့်ညံပြီလို့တော့ပြောလို့မရသေးပါဘူး Trump ကတော့ဒါ तू က အာသူလုံနိုင်တယ်သူလုံနိုင်ခဲ့တယ်ဆိုပြီးတော့သူကတော့ခွန်ဝင်ဝင်သားပဲဒါပေမဲ့ဒီကိစ္စကြီးချက်ချင်းနိုင်ငံရေးအရအာသူကဟိုပေါ့နော်ဒါအမျက်ထုတ်လို့လည်းရတယ်အဲတခြားဆိုင်လည်းရှိတဲ့အတွက်အခုကတော့ပြီးပြီးသွားပြီလို့ပြောလို့ရပါမယ်ဒါကကျွန်တော်ကတော့မထင်ဘူးပေါ့နော်မထင်သေးဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဘယ်ချိန်ဘာထားဖြစ်လာအောင်မယ်နောက်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာရန်ညိုးရန်သားတွေကအဆုံးသက်သွားပြီဆိုတော့ခဲရင်လည်းအာတခုခုတော့ အကျန်နေသေးတယ်လို့တော့အကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျန်နေသေးတယ်ဆိုတာတည်းအလုံးစုံမပြီးဆုံးသေးဘူးလို့ပဲကျွန်တော်ကတော့ထင်တယ်ပေါ့နော်အလုံးစုံမပြီးဆုံးသေးပါဘူးလို့ပဲကျွန်တော်ကတော့ထင်တယ် okay အဲ့တော့ဟိုပေါ့နော်အဲနောက်ထပ်တစ်ခုကိုကျွန်တော်တို့တွားကြည့်အောင်ဒါကတော့နိုင်ငံတကာအရေးနဲ့ပတ်သက်ပြီးဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါကြောက်ဗရောင်းပေါ့နော်ကြောက်ဗရောင်းမှာအဲအော်တိုဘတ်၁၂ရက်တော့ကင်းလှည့်နေတဲ့ရဲခွေးပေါ့နော်ရဲခွေးကြီးကားနဲ့ပတ်သက်ပြီးတော့ကြောက်ဗရောင်းအထွက်ဘက်မှာလမ်းမပေါ်အရောက် ဒီပညာရေးကောလိပ်အနီးမှာဘုံပြစ်ခံရတဲ့တရင်ကဒီနေ့အတွက်မနေ့ကတော့ပါနော်မနေ့အတွက်မနေ့ကတော့အရန်ကိုဘောမရီကြားထဲမှာရောအချို့ကြားထဲမှာရောနာမည်ကြီးတရင်တစ်ခုဆိုရင်လည်းမမပါဘူးဒီတရင်ကိုဟိုမှာအကျွန်တော်ဒီမှာ screen shot ပါမလားလို့ DI သမီးတော်လားဟာလား DI သမီးတော် ਨੇ ဟိုမှာအောင်မင်း ਨੇ အပြက်အလန်းဟလားတယောက်ကကြတော့လက်ပစ်ပုံနဲ့အပြက်ခံရတာမဖြစ်နိုင်ဘူးဆိုပြီးယူဆတယ်တယောက်ကကြတော့ဟိုဘောနော်ရဲကားပေါ်မှာပောက်ကွဲတာ လည်းမဟုတ်ဘူးလက်ပြပုံထက်ပြက်ထဲွားရင်းဆိုပြီးတော့တယောက်နဲ့တယောက်အငင်းတွေပွားနေတာလည်းရှိသေးတယ်ဗောနော်အငင်းတွေပွားနေတာလည်းရှိသေးတယ်သူတို့ချင်းချင်းကြားထဲမှာဝါရပြန့်ဖို့ဒီသတင်းနဲ့ပတ်သက်ပြီးတော့မหนีနိုင်ရသေးတဲ့သဘောတွေရှိတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဗောနော်အဲ့တော့အာဒီတိုက်ခတ်မှုကြောင့်ဆိုပြီးတော့ခွေးနှကောင်တည်တယ်အဲ့တော့ဒီတော့ခွေးနှကောင်တည်တယ် သတင်းတွေမှာဖတ်ရတာကတော့စီတံမျိုးပြပျောက် जा ဖွဲ့ကလှုပ်တာဆိုင်ကယ်ဘော်ကတပြပြတ်ထဲသွားတယ်ဆိုပြီးတော့ရေးလာတယ်ဗောနော်ခွေးတွေဘက်ကတော့နောက်ပိုင်းမှာဆိုင်ကယ်စီးတဲ့သူတွေကိုပြဿနာရှာပါတယ်ဒါပေမဲ့နေဘက်မှာကဆိုင်ကယ်ဆိုတာလည်းမရှိလို့လည်းမဖြစ်နိုင်ဘူးဆိုတော့ဆိုင်ကယ်ပိုင်ရှင်တွေကိုပြဿနာရှာရင်လူတွေနဲ့ပါထက်ညီသွားနိုင်တယ်ဗောနော်ဘလို့ပဲဖြစ်တဲ့ချိန်မှာပြည်သူကအာနေရမရှိအောင်လှုပ်ခဲ့တာဗောနော်နေရမရှိအောင်ပြည်သူကိုနေရမရှိအောင်လှုပ်ထားခဲ့တဲ့ကောင်တွေအခုလည်းသူတို့လည်းဘယ်သွားသွားမလုံခြုံဘူးဟိုမဖြစ်ဘူးဆိုတာဟောတော့ အဲကျွန်တော်ကတော့ပြောကျင်တယ်ပြောရမယ်ဆိုဒီကောင်တွေကတော့အသက်ကိုဖက်နဲ့ထုတ်ထားတဲ့အခြေအနေတွေကနေပြီးတော့အခုချိန်မှာမလွတ်မြောက်နိုင်သေးတဲ့အခြေအနေတခုလို့တော့ကျွန်တော်ကတော့မြင်ဘာကြောင့်လဲဆိုတော့တည်တဲ့အတိုင်းပဲဟိုတချို့အရာတွေကတိုက်ခိုက်မှုတွေကဆက်ဖြစ်နေတော့မယ်အုံနဲ့ကျင်းနဲ့လာတဲ့ဒူးနဲ့တန်နဲ့ဖြစ်တဲ့တိုက်စစ်ကြီးတွေကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကလှုပ်ဖို့အခက်အခဲတွေရှိနေတော့တယ်လေသူ့နေနဲ့သူ့နေမြေဒေသမှာတော့စစ်တပ်ကိုအသာသီးရဖို့အတွက်အကျိုးသားနေတဲ့အဥ္စာတွေကတော့အများကြီးရှိတယ် ဥမာမြင်းကြံတို့ဘာလို့မှဆိုတီတာယူမုံတို့ကအာဘောတော့ဟိုဟာတော်တော်လေးကိုနာမည်ထွက်တယ်အပြီးတော့သူအကြောင်းနဲ့ပတ်သက်ပြီးတော့လဲမီဒီယာတွေမှာဖော်ပြရတဲ့အတွက်ကြောင့်မလို့သူကအနားမှာတော်တော်လေးရလဲရဆက်တယ်တီတာယူမုံတို့ကအဲ့လိုမျိုးပေါ့နော်ဂျွာရီအများကြီးကိုကင်ထားပြီးတော့ဒုက္ခပေးနေရရှိမယ်အနားကမြင်းကြံဒေတာမှာအာကျွန်တော်တို့မြင်းကြံရင်းတွေကနေပြီးတော့စူပေါင်းပြီးတော့ဒီပြူစောတိရနဲ့စစ်ခွေးတွေကို ဟိုတော့အဆက်မပြတ်တိုက်ခိုက်မှုတွေလည်းပြုလုပ်နေတာတွေလည်းရှိတယ်ပြောချင်တာကဘာလဲဆိုတော့သူ့နယ်မြေနဲ့သူ့ဒေသမှာတော့ဒုနဲ့တယ်နဲ့လာတဲ့အပိသက်တိုက်အပိသက်အဆုံးသက်တိုက်ပွဲကြီးတွေမစင်နှမ်းနိုင်သေးပေမဲ့သူ့ဘက်ကသူတဖြည်းဖြည်းနဲ့တရရရနဲ့နယ်မြေစိုးမုန်နိုင်မှုကြိုးစားနေတာကိုတော့ကျွန်တော်တွေ့ရတယ်ဒါလည်းပြောရမယ်ဆိုရင်ဟိုဟိုတော်လိုင်းတက်တွေရဲ့တိုက်ခိုက်မှုတွေကတခုပါပဲဒါစေးသုံးချက်အနေနဲ့ပြောရမယ်ဆိုရင်တော့အာဟိုဘာပေါ့နော် ဟိုဘယ်လိုပြောမလဲနောက်ကနေပြီးတော့လှိုင်းနဲ့မလာသေးခင်ရှေ့မှာရှေ့ပြေးဆိုတာကတော့နေရာတိုင်းမှာရှိတယ်ရှေ့ပြေးဆိုတာကတော့နေရာတိုင်းမှာရှိတယ်အော်ဒူးနဲ့တန်နဲ့လာပြီဆိုရင်အာရှေ့ပြေးတွေနဲ့ပေါင်းပြီးတော့ဒူးနဲ့တန်နဲ့ပေါင်းပြီးတော့လှိုင်းကြီးတစ်ခုအသွင် ပုံမျိုးပုံမျိုးပြင်းထန်တဲ့လှိုင်းကြီးတစ်ခုအသွင်တိုက်ခတ်သွားတာအဲ့အဲ့လိုဒါမုံတိုင်းသဘောတဘာဝဟဲ့ကျွန်တော်ပြောပါအဲ့လိုပဲစစ်ရဲ့သဘောတဘာဝကလည်းအဲ့လိုပဲစစ်တစ်ခုကိုမတိုက်သေးခင်ရှေ့မှာရှေ့ပြေးအနေနဲ့အော်ဘောနော်စမ်းရတာရှိတယ်ကျွန်တော်တို့ ဟာနာမည်ကျော်ကဘာကျော်နာမည်ကျော်တိုက်ပွဲကြီးတွေမြန်မာနိုင်ငံတင်းကနာမည်ကျော်တိုက်ပွဲကြီးတွေမှာလည်းထုံနီလကောက်မှာရှေ့ပြင်းနေတဲ့စမ်းရတယ်ရန်သူရဲ့ခံစစ်အာဘလောက်လဲရန်သူရဲ့ပုံစံဘာလဲရန်သူရဲ့လှုပ်ရှားသွားလာမှုတွေကဘယ်လိုရှိလဲဒါတွေကိုတစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်ကြားမှာအကဲဆန်းတာတွေတချို့ဥစားတွေရှိတယ် အမြဲတမ်းလည်းစုံစမ်းထောင်လန်းနေတဲ့သဘောတဘာဝတွေရှိတယ်။ဒါကြောင့်မလို့ရှေ့ပြေးတိုက်ခိုက်မှုတွေကတော့ကျွန်တော်တို့တော်လန်ရေးမှာတော့ဆက်တော့ရှိနေမှာပဲ။ဒါပေမဲ့ဘယ်အချိန်ဒူးနဲ့ဒါနဲ့ဒူးနဲ့ဒင်နဲ့လာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်။အနေထားဖြစ်တယ်လို့ကတော့ကျွန်တော်မြင်တယ်။အခုလောအဲ့ဟိုဘောနော်တော်လန်ရေးဘက်ကစီရေးအခြေအနေကတော့ပုံမှန်လင်းလင်းပြောရင်နေရာဒေသအတိုင်းမှာ ုံနယ်ချင်းနဲ့တက်လာတယ်ဆိုတဲ့ပုံစံမျိုးမရှိသေးဘူးရခိုင်ဘက်မှာသာတချို့ချို့သောတိုက်ပွဲတွေကသတင်းတွေထွက်လာပေမဲ့တချို့ချို့သောနေရာတွေမှာဘောနော်ဟိုကျွန်တော်တို့ဟိုတော်လိုင်းဘက်ကနေပြီးဒုနဲ့တင်နဲ့တိုက်စစ်ဆင်နေရယ်ဆိုတာထက်ဘောနော်တစုံတစ်ခုကိုကြံ့ရွယ်နေတဲ့အာအကြံစီနဲ့ပုံစံရှိနေလို့ကတော့ကျွန်တော်ကတော့သုံးသက်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဘယ်အချင်းဒူးနဲ့တင်နဲ့လာမလဲ။ဒူးနဲ့တင်နဲ့လာအောင်ကျွန်တော်တို့တော်လိုင်းကြီးကောင်းဆောင်တွေဘာတွေလုပ်နေလဲ။အဲဒါတွေကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်တယ်။ကျွန်တော်တို့လည်းနိုင်တဲ့နေရာကနေပြီးဒီနေရာမှာ ဝင်ပြီးတော့ပြုတ်လုပေးရမယ်ဆိုတာကိုတော့ကျွန်တော်ကတော့ပြောလိုပါတယ်။ Okay အဲ့တော့နောက်တစ်ခုကြည့်အောင်။နောက်တစ်ခုကတော့ပြောင်းကြီးပါ။ကဲပြောင်းကြီးပါပြီးပြောရလဲကျွန်တော်နားထောင်ကြည့်အောင်။စစ်တပ်အနေနဲ့ကလည်းအခုလိုနေပုံစံအဲထဲမှာပြောစရာလေးတော့ရှိတယ်ပြောသေးလား။စစ်တပ်ကအခုစစ်တပ်အချုပ်ထောင်နေတဲ့မှာပေါ့နော်။စစ်တပ်အချုပ်ထောင်နေတဲ့မှာအခုခဏလို့ကျွန်တော်သိတယ်ပြာနော်စစ်တပ်ကတော်တော်လေးအခြေအနေစိုးခဲ့ပါလား။2023 24လောက်ထိကတော်တော်အခြေအနေစိုးခဲ့တာ။အဲ့တော့ စစ်တီတွေကတိုက်ပွဲကနေပြီးတော့ပြန်လာတာတွေရှိတယ်ပြန်လာတဲ့အခါမှာအဲလို့ခေါ်မယ်သူတို့အနေနဲ့နှစ်လမ်းမရွေးစရာရှိတယ်ရန်သူစီမအသေးခံမလားဒါမှမဟုတ်ရစီဒီယံလောက်မလားစီဒီယံမလောက်လို့ရှိရင်လည်းရန်သူနဲ့ပူးပေါင်းမလားအဲ့လမ်းကြောင်းမရှိအဲ့လမ်းကြောင်းကိုမသုံးမင်းနဲ့စတက်မတော်သားတွေကဟိုခေါ်မယ်ဆိုတော့တိုက်ပွဲတစ်ခုဖြစ်လို့ရှိရင်တက်ကိုပြန်လာတာတွေရှိတယ်အနောက်ကိုပြန်ဆုတ်လာတာတွေရှိတယ်ပြောင်းရင်မပူနဲ့အဲ့လိုအခြေအနေကပြန်ဖြစ်မှာဒါအဲ့ဒါပထမလိုင်းပဲရှိတယ်နောက်ထပ်လိုင်းတွေလိုင်းတွေထက်လာအောင်ပါပြောင်းရင်မင်းမပူနဲ့စိတ်ချလာအောင်ပါ အဲ့လိုပြန်ဆုတ်လာတဲ့သူတွေကအခုဘာတွေဖြစ်နေဆိုကြအခုအကုန်လုံးအကျိုးထဲမှာအများကြီးပဲဘူမှုအစ်စ်တွေညဉ့်ညံထောင်မှာရှိတာတွေနော်ဥပမာဖြစ်ဒီကပ္ပစာ14ထဲမှာလည်းရှိနေတဲ့ဒီအပလိုကောင်းမယ်ကျွန်တော်တို့ချုပ်ထားတဲ့သူတွေရှိတယ်နောက်ထပ်အသိန်းထောင်တွေမှာရှိနေတာလည်းရှိတယ်ဟိုဘလိုကောင်းမယ်ကျွန်တော်တို့စစ်စင်ရဲ့ဥပဒေတွေပေါ့နော်ကျွန်တော်တို့65အရင်းနဲ့ဆွဲထားတဲ့စစ်တီတွေရှိတယ်ဒါတွေအားလုံးကအခုချိန်ထိချုပ်ထဲမှာနှစ်နဲ့ချီပြီးနေနေရတယ်အရာရှိစစ်နေဆိုအများကြီးပဲသူတို့အခု ထောင်လည်းမကြဘူးထောင်လည်းမကြဘဲနဲ့သူတို့အချုပ်ထဲမှာထည့်ထားတယ်အချုပ်ထဲမှာထည့်ထားတယ်ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဟိုစစ်စင်ကြီးမှာဥပဒေဩကြည့်ရတဲ့ပုံစံကလေစီဒီယမ်လောက်သွားတာမှာဥပဒေလေးပြောလို့ရှိရင်စစ်သားတွေကဒီဘောတော့ပြန်လာတာလည်းဆိုင်ရင်တပုံနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်တပုံတော့ဖြစ်ပါလေเนาะကျွန်တော်ဒီဒီမှာဒေါ်လာရင်းနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်ပေါ့ဟေးအဲ့အခေါ်တွေပြောင်းကုန်ပြီပြောင်းပြီးတော့ခေါ်တွေပြောင်းနေပြီပြောင်းပြီးတော့ခေါ်တွေပြောင်းနေပြီတပုံမဟုတ်တော့ဘူးတော်လည်းအရင်တော့ အဲကျွန်တော်တို့ဒီတော်လေးဘက်ကိုဒီဟွန်ဒီဘက်ကအဲ့လိုမျိုးအသုံးအနှုန်းတွေဟိုဖြစ်တယ်ဆိုတဲ့အချိန်မှာရင်းတော့ဇော်ဖုံးလိန်တွေပေါ့ထားပါတော့ကြောင်စုဆိုရင်အဲသူကတပုံတပုံဆိုပြီးတော့အသုံးနှုန်းလေးရှိတယ်ပြောင်ကြီးလည်းတပုံတပုံဆိုပြီးတော့သုံးနှုန်းလေးရှိတယ်ကြောင်စုကတော့သူအချမ်းဘက်အချမ်းဘက်စစ်သွေးကြစစ်သွေးကြဆိုပြီးတော့သုံးနှုန်းလေးရှိဒီဟွန်ဒီဘက်ကလည်းဝါရပြက်နဲ့စကလုံးတွေကအဲ့လိုမျိုးရှိတယ်အခုပြောင်းရရတော့ပြောင်းသွားပြီပြောင်းရရဘာကြောင့်ပြောင်းလာလဲတော့မသိဘူးအခုနောက်ပိုင်းဒီကောင်ရဲ့ဗီဒီယိုတွေတချို့အကြောင်းအရာတွေက အတော်လေးပဲကြာကြည့်မယ်ဆိုရင်တော့အပေါင်းတန်ဆောင်လာသလိုလိုဘာလို့လို့ရှိရဒါပေမဲ့ကျွန်တော်တို့ကတော့ပုံလေးပြောတော့ဟိုအပေါင်းတန်ဆောင်လာရဆိုရင်လည်းသူတို့ဘက်ကအခြေအနေကိုကြည့်ပြီးသူစိတ်ပြတ်ပြီးတော့လေတံပြောင်းလာတဲ့အနေအထားပဲရှိပါတယ်ကျွန်တော်တို့ဘက်ရက်နေတယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးအတချို့တွေကမြင်လိုက်တာအာပြောင်းကြီးအတွေ့အမြင်မှန်တယ်ပြောင်းကြီးတွေ့မှန်တယ်ပြောကျွန်တော်တို့မထင်သေးဘူးဒါပုံလေးပြောကျွန်တော်ကတော့မထင်သေးဘူးမထင်သေးဘူးအပြောင်းကြီးအတွေ့အလဲအမှန်တရားမဟုတ်ဘူးသူဟိုဘက်မှာသူ့ရဲ့ဖန်နေလာတာတွေနောက်ပြီးတော့သူသူနဲ့ပတ်သက်ပြီးတော့ ဘောမတွေဘက်ကအတော့ကုန်တိုက်ခိုက်နေရတယ်ဒါတွေကြောင့်မလို့လေတန်းနည်းနည်းလေးပြောင်းလာတဲ့ပုံစံပဲရှိတယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်အဲဒါကြောင့်မလို့ဟိုပြောမယ်ဆိုရင်တော့ပြောင်ကြီးကအမှန်တရားတွေသိနေပြီလားဆိုတော့အမှန်တရားဆိုတာကတော့ဥဝင်လင်းပြောတာဒီကောင်လေးစဉ်းစားလက်တဲ့ကောင်လေးဆိုရင်တော့အမှန်တရားကိုစောစောစီးသိနော်အမှန်တရားကိုလောက်ကြမှသိတာရေစောရဲစောစောစီးတဲ့လူတွေကသိတယ် အကောင်လုံးကဒီအာနာသိန်းကြီးကကောင်းလားမကောင်းလားစစ်တပ်အာနာသိန်းကြီးကကောင်းလားမကောင်းလားဆိုတာအကောင်လုံးသိတယ်။ဒါတော့ကျွန်တော်ပြောချင်တာတချို့တွေကအပြောင်ကြီးကမှန်လာအာကုမမောခမရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အပြောင်ကြီးကိုလည်းစောက်တယ်လည်းတိတ်ကြီးမနေကြတယ်ဟုတ်ကျွန်တော်ပြောချင်တာအဲ့ဒါစောက်တယ်လည်းတိတ်ကြီးမနေကြလဲဟုတ်အဲ့ဒီနောက်ထပ်ဒီစီနီယာလုပ်သားအဖြစ်ပြန်တက်တော့မှာအခုတက်ဖို့ပြန်လာမိကမှာပဲအချုပ်ထဲမှာတစ်ချိန်လုံးနေနေရနှစ်နဲ့ချိန်နေပြီအမိတ်လည်းမချဘူးเนาะအဲ့တော့စစ်တီတွေကအဲထောင်ထဲစစ်တီတွေကအခုဆိုလို့ရှိရင်နေပြီပေါ့ နာတို့အကျုပ်တို့ကိုဘာလို့ထားတာလဲနော်ဒီတိုင်းပဲထားတော့မှာလားနော်အဲ့တော့ခင်ဗျားတို့မတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားအဲ့တော့စစ်သားတယောက်ကိုအချုပ်ရဲထည့်တာလားဘသူတို့အကျိုးရှိလဲဒါအမှန်တရားပြောနေရမှာဘူးသူတို့အဲဟိုသူတို့ဒီကောင်းလေးတိတယ်လေဘာလို့လဲစစ်တပ်ကအားနေနေရဆိုတော့အခုချိန်ဒီအားအားပြတ်မကောင်းလာသေးဘူးဆိုတော့လေဒီကောင်းလေးတိအတိလို့တစ်ဖက်ကနေဒါအော်နေတာလို့ကျွန်တော်တို့ပြောလေစပီယာစပီယာ ကျွန်တော်မေးတာခုတက်ချုပ်နေတယ်မှာအရာရှိအရာခံအစစ်စစ်နေအများကြီးရှိတယ်နော်အဲတချို့ငင်းညာချုပ်ထောင်လို့အဲ့ဒီကပါစာစက်ရုံရဲ့ချုပ်ထောင်နေနော်အဲ့ဒီတက်စက်ရုံအဲတက်ရဲ့ဒီအချင်းထောင်နေမှာစစ်တီတွေအချုပ်တွေထည့်တာအများကြီးပဲခင်ဗျားတို့မှာနံပါတ်၁ချက်စစ်သားတယောက်ကိုအချုပ်တွေထည့်တာချင်းအားဖြင့်ဘသူတွတ်မှလည်းအကျိုးမရှိဘူးနိုင်ငံတော်တို့အကျိုးရှိတာဆိုနိုင်ငံတော်တို့လည်းအကျိုးမရှိဘူးနော်စစ်တပ်တို့အကျိုးရှိတာစစ်တပ်တို့လည်းအကျိုးမရှိဘူးစစ်သားတွေအတွက်အကျိုးရှိတာစစ်သားတွေအကျိုးမရှိဘူးသူတို့ရဲ့မိသားစုဝင်တဲ့လည်းအကျိုးမရှိဘူးဘသူတွားမှအကျိုးမရှိဘူး သူတို့ကလည်းတစ္ဆာရှိလို့စစ်တပ်ကိုပြန်လာတာဗောဗျာတစ္ဆာမရှိမှဖြစ်တခါလဲတနက်ရောင်းပြီးဟိုမှာ350ပေးရ350ပေးရတယ် PDF တရားနော် KMU ဆိုဘလောက်ဘလောက်ပေးရဆိုတာဒီတော့မကောင်းနဲ့နောက်ဆုံးမိတ်ချစ်ရဲ့ကြည်ပေါက်ထုတ်ရောင်းစားပြီးတော့ထိတ်ထုတ်ရောင်းစားပြီးတော့ရန်သူမဲ့ပူပေါင်းသွားရင်တော့မှာပဲအဲခင်ဗျားတို့သူတို့ကအဆင်ပြေမှာအခုတက်ကိုပြန်လာမိကမှာအချုပ်ထဲမှာထည့်ထားတာအခုဒီနှစ်နဲ့ချီပြီးချုပ်ထဲမှာအမိတ်လည်းမချဘာလည်းမချထားတဲ့ခါကျတော့တက်မလို့ကျွန်တော်မေးချင်တာကတက်မလို့ကြီးပိုင်းရရှိနေပေါ့ဗျာဦးမဲအွန်လိုင်းနဲ့စပြီးတော့ အကောင်လုံးဦးညိကိုတိမေးချင်တာမြားတို့စစ်တပ်ကတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားနော်အတခုခုလောက်ပါထောင်လေးချုံနေမှာအများကြီးပဲနော်အသုံးမဝင်တော့လို့ဟေးပြောင်းကြီးအသုံးမဝင်တော့လို့ဟေးအသုံးမဝင်တော့လို့ဟေးသူတို့တက်အသုံးမဝင်တော့လို့ဟေးသူတို့တက်အသုံးမဝင်တော့လို့ပါနော်သမင်းပေါ်ရင်ပေါ်နေစီထားတာပေါ့သူတို့တက်အသုံးဝင်လာဆိုနောက်ပြီးတော့သူတို့တစ္ဆာဖောက်လိုက်တဲ့အလားအလာရရှိလို့ဒီကောင်တွေအသုံးချလို့ရရဆိုဆိုပြန်အသုံးချတာပဲလीနော် အတော့ဒါပေမဲ့စစ်တပ်ထဲမှာကလက်နက်ချဘူးတဲ့စစ်သားတွေရှိလာပြီအဲ့တော့တိုက်လက်နက်ချတယ်ဆိုတော့ဘာလို့လက်နက်ချလဲတေမာကြောက်လို့ကျွန်တော်ခဏခဏပြောဦးတယ်တေမာကြောက်တဲ့စစ်သားနဲ့ဟိုဘောနော်တေမာကြောက်တဲ့စစ်သားနဲ့မတေမာကြောက်တဲ့စစ်သားဘယ်သူကပိုကြောက်ဖို့ကောင်းလဲမတေမာကြောက်တဲ့စစ်သားကပိုကြောက်ဖို့ကောင်းဘာလို့ဘာမှမတွေးတော့တိုက်ပွဲတစ်ပွဲမှာအရှင်အဟုန်နဲ့ကိုသူကတိုက်နေချင်းတွေခြေချင်းခြေအဲ့လိုမျိုးတိုက်ဒါပေမဲ့စစ်တပ်မှာအခုတေမာကြောက်တဲ့စစ်သားတွေကပိုများသွားတယ်ကျွန်တော်တို့အခုနော်ဒီကောင်တွေကလက်နက်တွေ လူငင်အားတွေကောင်းလာလို့တကယ်တမ်းကျတော့ဒီကောင်တွေစစ်တပ်ထဲမှာတေးမာကြောက်တဲ့စစ်သားတွေကြီးပဲရှိနေတာမတေးမာကြောက်တဲ့စစ်သားတွေကဒီကောင်တွေမှာတဖြည်းဖြည်းနှဲသွားပြီအရင်တော့ဒီကောင်တွေစစ်တပ်မှာမတေးမာကြောက်တဲ့စစ်သားတွေရှိတယ်မတေးမာကြောက်တဲ့စစ်သားတွေရှိတယ်အဲမတေးမာကြောက်တဲ့စစ်သားတွေအရန်ကြောက်ဖို့ကောင်းတာတိုက်ပွဲတွေမှာအရန်ကြောက်ဖို့ကောင်းတကယ့်ကိုစွန့်စွာနဲ့တိုက်တာကြီးတဲ့နေဘုံစည်းတွေဆိုတာဘာမှအလေးမထားဘဲနဲ့တိုက်တာအဲ့လိုမျိုးလူတွေစစ်ဟိုပါဘောနော်စစ်ပွဲတွေမှာအများကြီးရှိတယ်ကျွန်တော်တို့ဗီဒီယိုစကားတွေဘာတွေမှာလဲကြားဘူးကြပါဘူးမြင်ဘူးကြအဲ့လိုမျိုးလူတွေ အပြင်မှာတိုက်ပွဲတွေမှာပါလာရှိလာဆိုတချို့နေရာတွေမှာတကယ်ကိုရှိတယ်အဲ့လိုမျိုးလူတွေအများကြီးဖြစ်လာပြီဆိုရင်အက်စစ်တပ်ကတကယ်ကိုကြောက်ဖို့ကောင်းပါတယ်ဘာသာရေးမိုင်းမိနေတဲ့သူတို့လူမျိုးရေးမိုင်းမိနေတဲ့သူတို့မိုင်းပေါင်းများစွာမိနေတဲ့သူတွေကတိမမကြောက်တော့အဲ့ရောက်လို့လေစစ်တပ်ကသူ့ရဲ့ဒီလူတွေကိုဝါရဖြန့်နေမှာဗုဒ္ဓရဲ့စစ်တီတော်တို့တခြားဥဆိုင်နဲ့အတုံးထုံးနေတဲ့သူကဝါရဖြန့်တာဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီဒီစစ်ခွေးတွေကဟလား အာငါတို့ကဟိုအာနာရှင်အတွက်ကြုံခံပေးနေရတာမဟုတ်ဘဲနဲ့ငါတို့ကဟိုနိုင်ငံအတွက်ကြုံခံပေးနေရတာဘာသာအတွက်ဟိုဟာဖြစ်ပေးနေရဆိုပြီးအဲ့လိုစိတ်ဝင်ပြီးတော့မတိမာကြောက်တဲ့စက်သားတွေဖြစ်သွားကြတယ်လေအများကြီးရှိတယ်။ဒါပေမဲ့အခုတိတုံညာနှစ်ခုနဲ့အတူတခြားသောစစ်စင်ရေးပေါင်းများစွာမှာလက်နက်ချဘူးတဲ့ကောင်တွေက ကျွန်တော်တို့ပြန်လှုပ်ပေးလိုက်တယ်ပြန်လှုပ်ပေးလိုက်တယ်တချို့နေရာမှာပြန်လှုပ်ပေးလိုက်တယ်ဒီကောင်လေးစစ်တပ်ထဲမှာပြန်ဝင်ပြီးတိုက်နေအဲ့ကောင်လေးနောက်တစ်ချိန်လက်နက်ချတာကြီးလည်းရှိတယ်တခြားမကြည့်နဲ့ဟိုရှမ်းမြောင်မှာလက်နက်ချပြီးကင်ပီနယ်မှာလက်နက်ပြန်လာချတဲ့ကောင်လေးလည်းအများကြီးရှိတယ်နှစ်ခါပြောက်လက်နက်ချတဲ့ကောင်လေးတော့စစ်တပ်ထဲမှာရှိဘာလဲဆိုတာတီမာကြောက်တဲ့စစ်သားတိုက်ပွဲတစ်ပွဲကိုမတိုက်ရဲတော့တဲ့စစ်သားတွေအဲ့ဒါစိတ်တဲ့ပိုင်းဆိုင်ရာပျက်စီးနေပြီစိတ်တဲ့ပိုင်းဆိုင်ရာအောက်ရောက်နေပြီဆိုတဲ့သူဆိုတာအဲ့စိတ်တဲ့ပိုင်းဆိုင်ရာကပုံမှန်လေးလေးပြောတာစစ်တပ်အခုချိန်နေမှာဘလုံးမှပြန်မတင်နိုင်တဲ့အရာတစ်ခုပဲဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့နိုင်ငံမှာဟိုဘော်တော့ အဒီအခုလောလောဆယ်ဖြစ်ပြက်နေတဲ့အခြေအနေမှာဒီစက်တက်ကြီးကအားပြန်ကောင်းလာပြီလားလို့ပြောရင်ကျွန်တော်အခုပြောတဲ့အချက်လက်ကိုပြန်တွေးကြည့်လိုက်မယ်ဆိုတော့အားပြန်မကောင်းသေးပါဘူးပြောရမယ်ဆိုကျွန်တော်တော်လိုင်းဘက်ကရဲ့ဟိုဟာပေါ့နော်စီးလုံးညီညွတ်မှုညွန်နေလာတာတွေနောက်ပြီးတော့ viewer ဘိုင်းဆိုင်ရာအားနေချက်တွေ ဒါရီကြောင့်လို့လားစစ်တပ်ကအသာသီးရဆိုလို့ဖြစ်လာပဲမယ်တကယ်တမ်းကျတော့စစ်တပ်ပြန်မသိမ်းနိုင်တဲ့နေရာတွေအများကြီးရှိသေးတယ်စစ်တပ်နှစ်လာပေါင်းများစွာထိုးပြီးတော့မရာသေးတဲ့နေရာတွေအများကြီးရှိသေးတယ်အဲဒါကြောင့်လို့ကျွန်တော်တော်လိုင်းဘက်ကသာ view ကအပြောင်းလဲနီး view ကအပြောင်းလဲအဲပေါ့နော်တချို့တော့စီးလုံးညီညွတ်မှုတွေအားကောင်းလာမယ်ဆိုကျွန်တော်တို့တော်လိုင်းရေးကအလားအလာအများကြီးနဲ့ရှေ့ကိုဝုန်းကနေရှိသူတက်သွားမယ်အခြေအနေရှိချောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ကျွန်တော်မြင်စီတယ်ကတော့လောက်နဲ့ပဲကျွန်တော်ရန်နာချင်ပါတယ်တော်လိုင်းပြည်သူများအားလုံးစိတ်လက်ကြည်လာတာနဲ့တနေ့တော့ ဖြတ်တန်းနိုင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်တနာဆောင်ပြင်ရမယ်ဒီနေ့ရတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ